အမျိုးသားတော်တော်များများဝန်မခံရကြတဲ့ပြည်ထနာတဲ့မှာဖွားဖက်တော်ကောင်းစွာမထောင်မနိုင်တာလဲတခုပါဝင်လာပြီပုံမှန်အဖေအသက်ကြီးလာမှလုဆောင်ရေးကြသွားရဲဆိုပေမယ့်ငငယ်ရွရွဲနဲ့ဖွဲတဆုံမနိုင်တော့တဲ့သူတွေလည်းအများကြီးပါပဲဘူရီတာတို့ဒီသားတဲ့နဲ့လိန်တန်ထောင်မနိုင်ခြင်းလဲပတ်သက်တဲ့အချက်၁၂ချက်ကိုဘူတုဒအနေနဲ့ဝေမျှပေးခြင်းပါပဲနံပါတ်1လိန်တန်မထောင်မနိုင်သူအများစုဟာစိုးရိမ်စိတ်တွေကြောင့်ထက်နေရတာပါအသက်အရွယ်ကြောင့်မဟုတ်ပဲငငယ်ရွရွဲနဲ့ လိန်တန်ကောင်းဆောင်မထောင်မနိုင်တဲ့အမျိုးသားတွေကိုလေ့လာကြည့်တဲ့အခါအများစုကလိန်ဆက်ဆက်မှုပြုရမှာကောင်းစွာစွမ်းဆောင်နိုင်မှာမလားကိုယ့်ရဲ့အဖို့ကိုစိတ်တိုင်းချစေပါမလားအစရှိသဖြင့်စိုးရင်ပူပန်စိတ်တွေရှိတတ်ပါတယ်ဒီစိတ်ကြောင့်ကိုကတေချာအာယုံမစူးဆိုင်နိုင်တော့လာကြောင်းလိန်တန်ကောင်းဆောင်မထောင်မနိုင်တာပါ1လိန်တန်တွေဟာထောင်မနိုင်ချိန်မှာချိုးဖို့ပိုးလေကူပါတယ်လိန်ဆက်ဆံနဲ့အနီထားမှမှန်တာဥမာအထင်ကိုယ့်ရဲ့လိန်တန်က အပေါ်ကိုထောင်မှတ်နေချိန်မှာကို့အဖေါ်ကအားနဲ့စောင့်ဖိလိုက်တာမျိုးကြောင့်လိန်နံကျိုးနိုင်ပါတယ်။အရိုးကျိုးတာမျိုးမဟုတ်ဘဲလိန်နံအသွင်းကသွေးကြောတွေပေါက်ပြဲထားသည်အလွန်အမင်းနာကျင်တာရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။တောင်းလူဖြိုဖြစ်မှလိန်တန်းထောင်မှတ်နိုင်တာမဟုတ်ပါဘူး။တချို့ကလေးလေးငငယ်ရွယ်ရွယ်နဲ့စောစီးစွာလူဖြိုဖော်ဝန်းတာအပြင်မိခင်ရဲ့ဝမ်းထဲမှာသန်နေသားဖီတီနေလက်ချီမကားတဲ့ကလိန်တန်းထောင်မှတ်နိုင်ပါ යි ။လီ တန်းသေးပန်းညိုးတဲ့ဈေးရအမြဲကောင်းခြင်းမှာကောင်းနိုင်မှာပါ။တချို့ဈေးတွေဟာတန်းသေးပန်းညိုးပြည်ညိုရဲ့ဝေဒနာကိုတတ်သားစေပြီးလိမ်မှုဘဝသားရစေဖို့ထုတ်ပေးတာဖြစ်ပေမဲ့တကယ်လက်ရှိမှာသုံးပုံနှုတ်ပုံလောက်သာဈေးရဲ့အာဏိသင်ကို အပြည့်အဝရနိုင်တယ်လို့ဆိုထားပါရဲ့။ဈေးကိုပို့ပြီးညများတော့လေလေသူ့ရဲ့နှုတ်ဆက်လက်ဆိုးကျိုးကိုပိုခံရနိုင်တယ်ဆိုတာမေ့ထားလို့မဖြစ်ဘူးနော်။ငါလိမ်နံရွေစားသီးသူတွေကထုံမှတ်နေခါပို့ပြီးကြီးနိုင်ပါရဲ့။ပြုံးနေချိန်မှာ လိန်နိုင်ရွယ်စားတီးတယ်လို့ထင်ရတဲ့အမျိုးသားတွေထောင်မတ်လာတဲ့အခါမှာအန်အားသင့်ရလောင်းတဲ့အထီကိုအရွယ်စားကြီးလာနိုင်တယ်လို့လေးလာတွေ့ရှိထားကြပါတယ်။ဒါအပြင်လိန်နံတီးသူတွေကပိုပြီးထောင်မတ်နိုင်စွမ်းကောင်းတယ်လို့လည်းဆိုထားကြပါတယ်။၆ပုံမှန်ထောင်မတ်တဲ့အရွယ်စားက9.6လက်မှရှိပါတယ်။ဒီကဘာလုံးအမျိုးသားသူကြီးရဲ့လိန်နံထောင်မတ်နေချိန်မှာအရွယ်စားကပြင်းပြင်း9.6လက်မှရှိတယ်ဆိုရင်ပုံမှန်အရွယ်စားလို့သတ်မှတ်လို့ရပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် channel ကိုလည်း subscribe နိုင်ပြီးအားပေးကြပါအောင်နော်အားပါစီ